Hello အလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့သား German reporter တယောက်ဖြစ်တဲ့ Florian ဒီ Blackburn အပါ Florian Blackburn ကတော့ Elio Anderson နဲ့ပတ်သက်တဲ့ Manchester United သတင်းကို report လုပ်ထားတာရှိတယ်ပေါ့နော် Manchester United ရဲ့ဘက်ကတော့ Queen League ကစားသမားဖြစ်တဲ့ Elio Anderson ကိုခေါ်ဖို့အတွက်အမှန်ကန်စိတ်ဝင်စားမှုရှိနေပြီးတော့ သူတို့စိတ်ဝင်စားတဲ့အကြောင်းကိုလည်း Nordian Forest တံကိုအတိပေးထားပြီးဖြစ်တယ်ပေါ့နော် Nordian Forest ရဲ့ဘက်ကတော့ကစားမားဖြစ်သူကိုမဖြစ်မနေကြီးအတင်းမှာဆက်ထားဖို့ကြိုးပမ်းမှာမဟုတ်ဖ ೇನೆ လက်လွတ်သွားဖို့တော်တော်ရှိတယ်ဒါပေမဲ့လို့လွယ်လွယ်ကူကူနဲ့တော့သူတို့ဒီလက်လွတ်ခံမှုမရှိဘူးဆိုတော့ကစားမားဖြစ်သူကို Nordian Forest ရဲ့ဘက်ကအကယ်လို့မြန်လိုချင်တဲ့အတင်းတွေရှိမယ်ဆိုရင် ပေါင်တန်း100ကနေပြီးတော့တန်း120ကျားဒီပမာဏလောက်နေပေါ့နော်အဲလက်လွတ်သွားဖို့ရှိတယ်ပေါ့ဆိုတော့တန်း100နဲ့120လောက်ရရင် အပြောင်းရွှေ့ကဖြစ်နိုင်စွင့်ရှိတယ်ပေါ့ဗျာလာမယ့်ဇန်နဝါရီပဲဖြစ်ဖြစ်ပေါ့နော်ဆိုတော့ဒီနေရာမှာ तू ကတော့ဇန်နဝါရီအပြောင်းရွှေ့တို့ဘာလို့တော့ तू mention လုပ်မထားဘူးဒါပေမဲ့လည်းလို့ပေါ့နော်အသင်းဘက်ကဇန်နဝါရီအပြောင်းရွှေ့မှာတကယ်လို့ခေါ်ဖို့ကြိုးပမ်းမယ်ဆိုရင်တော့မှအတန်းတရာ120နေဆိုလို့ရှိရင် Ilio Anderson ကိုရနိုင်တယ်ဆိုတဲ့သဘောပဲဒါဟာ Manchester United အတွက်တော့တော်တော်ကောင်းတဲ့အနေထားလို့ပြောရမှာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကတန်ကြီးအရာတော့ဈေးရကြီးတယ်ညော Ilio Anderson ကဈေးရတော့ကြီးတယ်ကျွန်တော်ဒါမှစဉ်းစားကြည့်ရရင်ကျွန်တော်ဒီ ဘယ်လိုပြောမလဲဒီဟွာပြပါလဲအေးဒီအသင်းမှာဆိုလို့ရှိရင်ကွင်းလေကစားမတွေအမှန်ကန်လိုအပ်နေတဲ့အချိန်မှာကိုရီပြတ်မှတ်တွေဖြစ်တဲ့ဟိုဘယ်လိုပြောမလဲကာလို့စ်ပါလဲပါပဲဖြစ်ဖြစ်ပေါ့နော်အီလီယိုအန်ဒါဆန်ပဲဖြစ်ဖြစ်အဲအဂျမ်ဝါတန်ပဲဖြစ်ဖြစ်ဟိုပမာဏတွေကဈေးအကြီးပါတယ်ဟိုဒီအန်ဒါဆန်ဆိုအခုဆိုတန်းတရာ120ပေါ့နော်ကာလို့စ်ပါလဲပါတော့မှဒါဒီယာဒီမှာသူခြေသွမ်းပြင်မပြနိုင်သေးလို့တန်ကြီးရမင်းနေသွားတာတကယ်တကယ်တန်းကလေပြီးလဲပြီးရောကျွန်တော်တို့ဒီ ဘယ်လို Crystal Palace ကိုဝင်လင်ကစားမပြတဲ့ Waltham ဆိုလို့ရှိရင်လည်းပဲတန်ကြီးကမနေဘူးဆိုစဉ်းစားကြည့်ရင်ကိုရီလူချင်းမာလေဆိုတဲ့ဘယ်ကစားသမားကိုမဆိုအတင်းကဇီးကြီးကြီးနဲ့ပြီးပြီးတော့ခေါ်ရဖို့ရှိတယ်အေးအဲ့ဒီတဲကမှအာ Waltham ကလည်းပဲ Crystal Palace ကနေပြီးတော့ဒီຫນွေမယောင်မချင်းလုံးဝပြောင်းမဲ့နေထားမှာမရှိသေးဘူး Carlos Baleba ကိုလည်း Brighton ရဲ့ဘက်ကလုံးဝຫນွေမယောင်မချင်းလက်လွတ်မဲ့နေထားမှာမရှိသေးဘူးဒါအပြင်ကျွန်တော်တို့ Anderson ကိုကျွန်တော်တို့ကြည့်တော့ကျတော့ ။ Okay ဇန်နဝါရီပြောင်းရွှေ့မှာတင်ငါတို့ကလက်လွတ်သွားနိုင်မယ့်အနေထိုင်မျိုးတွေရှိတယ်။ဒါပေမဲ့တန်းတရာ120ပေါ့။ဒီနေရာမှာကျွန်တော်ပြည်သက်တွေကြားထဲမှာတော့ဒီလောက်ပမာဏကိုတန်နေလို့ထင်ကြတဲ့သူနဲပါတယ်။ကစားမကတကယ်တကယ်ပေါ့နော်အကြီးချင်းရှိတဲ့ကစားမကောင်တယောက်ဆိုပြီးမဲ့လေလို့ပေါ့နော်တကယ်တန်တယ်လို့ထင်တာနဲတယ်ပေါ့တန်တရာဆိုတာမျိုးကြီးကကျွန်တော်တော်တော်တိုင်ပက်တယ်ဗျပြဿနာကကျွန်တော်တို့ဒီဘက်ခေတ်မှာဆိုလို့ရှိရင်ဘာမှမဟုတ်တဲ့ကစားမတွေတော့မှ55တန်းလောက်ကစပြီးတော့ပြီးနေရတဲ့အချိန်မှာတကယ်ရည်ချင်းရှိတဲ့ကစားမတယောက် performance တွေကို week in week out ပေါ့နော်တပွဲပြီးတပွဲတော့ပုံမှန်စွမ်းဆောင်ရည်ကောင်ပြသနိုင်တဲ့ player တယောက်ဆိုရင်အဲ့ဒီဈေးတွေကပေးရတော့မှာပေါ့သူတို့ပြင်ကျွန်တော်အနေနဲ့ transfer တွေကဟိုအရန်ကိုပေါ့နော်ငွေကြီးကဖောင်းပွားတာတွေကျွန်တော်ရှိရဲ့ခါကျတော့ဒီ transfer ကြီးတွေဖောင်းပွားတာတွေရှိတဲ့ခါကျတော့ modern စတွေလည်းကျွန်တော်ပေးနေရတာဆိုတော့ပုံမှန်ခြေစွမ်းလေးရမယ်အမြဲတမ်းလေးကျွန်တော်ခြေစွမ်းပြနိုင်မယ်ဆိုတဲ့ကစားမတယောက်ဆိုရင်တော့အနည်းဆုံးတော့90 100လောက်ကပေးရမယ်ညီသားမျိုးပါအဲ့တော့ United အနေနဲ့ အန်ဒဆန်ကိုခေါ်ဖို့ဆိုလို့ရှိရင်ပေါ့နော်တန်းတရာလောက်နဲ့လဲကျွန်တော်တို့ကြိုးပမ်းရမယ့်ပုံစံမျိုးဖြစ်နေပြီအခုဆိုလို့ရှိရင်တန်းတရာနဲ့ပြောင်းသွားတဲ့ကစားမတွေကျွန်တော်တို့ရှိတယ်တန်းတရာ20နဲ့ပြောင်းသွားတဲ့ကစားမတွေကျွန်တော်တို့ရှိတယ်ဒီကစားမတွေစီကနေပြီးတော့ပုံမှန်စွမ်းဆောင်ရည်တွေကတော့ကျွန်တော်တွေ့နေရတာပဲအရန်ကြီးပေါ့နော်တန်းတရာတန်နဲ့ခြေသွန်းတန်းတရာ20တန်နဲ့ခြေသွန်းတော့ဟုတ်ချင်မှဟုတ်လိမ့်မယ်ဒါပေမဲ့လို့တသိန်းလုံးနဲ့မှအကောင်းဆုံးဖြစ်နေတာတော့နော်ကိုအသင်းရဲ့ performance ကိုကွင်းလေကိုတိုက်စစ်ကိုပဲခံစစ်ကိုပဲပဲဖြစ်ဖြစ်ပေါ့နော် ုံမှန်စွမ်းဆောင်ရင်ရအောင်သူလုတ်ပြနေတာတို့ဒါတွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တော်တော်လေးကိုအခြေအနေကောင်းတယ်လို့ပြောရမှာဗျာပြောရရင်တန်120တန်နဲ့ခြေသွန်းကြီးမရပေမဲ့လည်းလို့ဗောနော်တသိန်းလုံးရဲ့အနေထားကိုထိန်းထားနေတဲ့သူတွေ week in week out performance ကိုပုံမှန်ပြနေတဲ့သူတွေမျိုးဖြစ်နေတယ်ဆိုတော့ဒါဟာကျွန်တော်တို့ရှုံးနေလို့မခံစားရဘူးအဲ့တော့အဲ့လိုကစားမမျိုးဆိုရင်တော့ဒီဘက်ခင်မှာပြရမယ့်သဘောမှာရှိတယ်ကိုရီကွင်းလေ option ကိုကျွန်တော်ကြည့်တော့လဲ ဘူဂာတီဆိုလို့ရှိရင်လည်း week in week out performance ပြနေတဲ့ player မဟုတ်ဘူးဗျာ။ကက်စမဲရိုဆိုလည်းပုံမှန်ခြေသွမ်းပြနေတဲ့ player မဟုတ်ဘူးဗျာ။ဘရူနိုဆိုလည်းကျွန်တော်ကွန်းလယ်မှာသူ့နေရာမဟုတ်တဲ့ခါကျတော့ပုံမှန်ဖြည့်စမ်းပုံမှန်ခြေသွမ်းကိုပေါ့နော်။တပတ်ပြီးတပတ်ပြနေတဲ့ကစားမမျိုးကျွန်တော်ဟုတ်မနေဘူး။နော်ဆိုတော့ menu ဆိုကစားခွင့်တောင်မရဘူး။အဲ့တော့ကျွန်တော်အနေနဲ့ပုံမှန်ကစားခွင့်လည်းရမယ်။ပုံမှန်ခြေသွမ်းလည်းပြနိုင်မယ်ဆိုတဲ့ကစားမကိုတော့ကျွန်တော်ဒီရအောင်ခေါ်တဲ့နေရာမှာပါတယ်။ဒါကြောင့်အဲ့လောက်ပဲသုံးရမယ်ဆိုရင်လည်းအတင်းဘက်က၃တင်းတဲ့အချိန်မျိုးပါ။ ဆိုတော့เนาะ Ilio Anderson အနေနဲ့အသင်းဘက်ကပေါ့เนาะကျွန်တော်တို့စိတ်ဝင်စားကြအောင်သူ့ရဲ့ Nottingham Forest တန်ကို Cody Town ရှိသူတွေရဲ့ဘက်ကအာလုံးဝအတိပေးထားပြီးဆိုကြတဲ့ကူကဒါကောင်းတဲ့တဲ့င်းမှာကောင်းတဲ့တဲ့င်းမှာတကယ်တကယ်ရအောင်ခိုးဖို့ပဲကျွန်တော်ကြိုးပမ်းမယ်တခုရှိတာကဟိုလက်ရှိဒီနွေရာဒီဇန်နဝါရီပြောင်းရွှေ့မှာပေါ့เนาะကွင်းလေလူတယ်ဆိုတော့အသင်းကြီးတွေကအများကြီးမရှိသေးဘူးအာဆင်နယ်ကလည်းသူကွင်းလေနဲ့သူရှိတယ်เนาะပြီးရင် Chelsea ကလည်းသူကွင်းလေနဲ့သူရှိတယ်လီဗာပူးကလည်းရှိတယ်မန်စီးတီးကလည်းရှိတယ်ဗျာ သိလားဆိုတော့ဟိုသူသူတင်းတဲ့သူကျွန်တော်ရှိနေတာကွန်းလေတွေကကိုရီပဲမရှိတာကွန်းလေကအဲ့တော့အပြိုင်ခေါ်ရမယ့်အနေထိုင်မျိုးလို့ကျွန်တော်မထင်ဘူးအန်ဒါဆန်ကိုဆိုတော့အသင်းအနေနဲ့တကယ်တကယ်ကျွန်တော်ရအောင်ခေါ်ဖို့အတွက်ကြိုးပမ်းတင်နေတယ်မှာပါတယ်ပေါ့နော်ဆိုတော့ပေါင်သန်း100ကနေ120ကျသုံးရမယ်ဆိုရင်ဇန်နဝါရီမှာကျွန်တော်ကြိုးပမ်းတင်တယ်လို့ညိုလို့ထင်ကြလားဆွေးနွေးကြပါဦးချစ်ချူပါပြီးတဲ့ညိုများလုံးကိုချစ်သူများကြီးတို့ပါတယ်